ရင်းပေါင်းပစုံကျွန်တော်တို့တာဇန်တွေအတွက်မယုံနိုင်တဲ့ဟင်းလေးတစ်မျိုးပေါ့ဗျာကိုကြိုက်တဲ့ဒီနိုင်ပေါင်းစုံပါညာစမကလာအကုတ်တဲ့ပြောမှသာပြောရတာကျွန်တော်ကတော့အရင်နေ့မရှိလို့ဒါနဲ့ပဲထက်ပါတယ်အရင်နေ့ကမရှိတာတဲ့ဟုတ်ကအကြီးပဲစီလေးထက်မယ်စီလေးပူလာပြီဆိုရင်ငွေကြေးတုံထောင်းလေးထည့်ပြီးတော့မှတရွာလိုအနံ့မွေသွားအောင်ရောသမမွေပြီးစစ်တက်မယ် အနံ့လေးမွေးလာပြီဆိုရင်ပစုံလေးထည့်ပြီးတော့မှတပံပြန်မွေးမယ်ဘလို့လဲချစ်တဲ့ငယ်ချင်းတို့ရေကျွန်တော်ရဲ့ပစုံနဲ့ကျွန်တော်ရဲ့တဲအိုးနဲ့ကိုက်ရမှုရှိရဲ့လားဟမ်တခွာတီမုံလာဥကယန်းချင်းတီပဲတော့စီထဲ့ပြီးတပန့်ရောသမပြန်မွေမဲ့တငယ်စီရေလေးထဲ့ပြီးတပန့်ပြန်မွေ ပစုံနဲ့တေအိုကန့်ညင်မှုမရှိပေမဲ့လေတီးနိုင်ပေါင်းစုံပါညာစမဂလာထဲလိုက်တော့ကြိတ်ကောင်းသွားတာပေါ့ဗျာအရသာကြတော့အချူမုံအရသာမုံငံပြရီမပမဖြစ်ငပိရီလေးထည့်ပြီးတဖန်ရောသမပြင်မွေပြီးတော့မှဒီလေးအနှဲငယ်ခမ်းတော့အောင်ကျွန်တော်တို့တည်ပေးရပါမယ်ခဗျာ ရည်ရည်အနေနဲ့ခန်းစားပြီးဆိုရင်တော့ဆုံးမဆလာမုံနဲ့နန်းနန်းရှန်းနန်းအပေါ်ကိုအောက်ထားပြီးတော့မှရောသမအောင်နောက်ထပ်ပြန်မွေပြလိုက်မယ်ဆိုရင်တော့တာဆန်တို့ရေမြူလို့ရပါပြီအင်းစ